မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဩဂတ်လ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်တောင်စင်းရဲစခန်းကနေထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား18ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့မနက်9:20မိနစ်ခန့်မှာညောင်ဦးမြို့နယ်တောင်စင်းရဲစခန်းကနေထွက်လာတဲ့ အင်အား200လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုချောင်းဝနဲ့ရွာတဲ့တောင်ရွာကြားမှာပေပါမိုင်းဗရိဒါမိုင်းတို့နဲ့မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး18ဦးသေဆုံးပြီးတော့6ဦးပြင်းထန်စွာဒဏ်ရာရရှိကာတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တောင်စင်းရဲစခန်းကတန်ချက်ကာကာ၄စီးညောင်ဦးကစစ်ကား6စီးလုံးနဲ့အင်အားဖြည့်တင်းကတိုက်ပွဲဖြစ်ပွားရာနယ်မြေအတွင်းကိုဝင်ရောက်ပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းတစ်ကြောင်းဟာရွာတဲ့တောင်ရွာမှာအထိုင်ချထားပြီးတော့ဂျန်တဲ့စစ်ကြောင်းဟာ ချောင်းရှည်ရွာအတွင်းကိုဝင်ရောက်ပြီးတော့နေထိုင်နေတယ်လို့ပြောပါတယ်။အချမ်းဖတ်စစ်ကောင်းစီရဲ့ရန်တမ်းပစ်ခတ်မှုကြောင့်အသက်60ကျော်အရွယ်အဖွားဦးတဦးလဲထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။စစ်ခွေးတေတဲ့ဆိုင်ရင်ကတော့ထတ်တိုးတေတဲ့ဆိုင်ရင်မသိရသေးပါဘူး။စုံစမ်းနေတုန်းကစစ်ခွေးပစ်ခတ်မှုကြောင့်ရွာတဲ့တောင်ရွာကအဖွားဦးတဦးကတော့ကြီးစံထိမှန်ထားတယ်လို့ People's Democratic Army PDA ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ အကြမ်းမဲ့စစ်ခွေးစစ်ကြောင်းကြောင့်ရွာသိတောင်ရွာနဲ့အနီးဝန်းကျင်ကျေးရွာများကထောင်နဲ့ချီတဲ့ဒေသခံပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့အနီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကင်းမုံကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကငါးကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ12ရက်နေ့မှာမြင်းကြံမျိုးအနီးအင်အား300လောက်နဲ့စစ်ကြောင်း3ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးရဲ့ကင်းမုံကို MPD တပ်ဖွဲ့ကရဲဘော်2ဦးကမီတာ30အထွန်းမှာဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9កောင်တေဆုံးက2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုတော့ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ပြောပါတယ်လက်နက်ခဲယမ်းပြတ်တောက်နေလို့ပျောက်ကြားနည်းနဲ့တိုက်ခိုက်နေရတာဖြစ်ပါတယ်လက်နက်ခဲယမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေမဲ့ ်စစ်စင်ရေးကိုအောင်မြင်အောင်လို့ဖော်ဆောင်နိုင်ခဲ့တဲ့ MPD တပ်ဖွဲ့ရုံးချုပ်ကနေထူးချွန်တပ်သားစုတွေချင်းမြေပေးသွားမှာဖြစ်ပါတယ်မိဘပြည်သူတွေအနေနဲ့လဲဆက်ပြီးတော့အာတင်းပေးထားပါကျွန်တော်တို့မှာကလက်နက်ဆက်ယုံမရှိဘူးခဲယမ်းဆက်ယုံလည်းမရှိပါဘူးပြည်သူတွေထောက်ပံ့တဲ့ငွေနဲ့ပဲဝယ်ယူနေရတာဖြစ်ပါတယ်အခုဝင်ရောက်လာတဲ့စစ်ခွေးစစ်ချောင်းကိုမဟာမိတ်တွေရဲ့အခုညီနဲ့တံပြန်တိုက်ထုတ်နိုင်အောင်လို့အကောင်းဆုံးစ조사ပါမယ်လိုအပ်နေတဲ့ခရမ်းဘိုးကိုတော့ကုညီထောက်ပံ့ပေးကြပါလို့မြစ်တာရက်ခံကြပါတယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ် အခုလိုမျိုးဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ရဲဘော်၂ဦးကို MBD ရုံးချုပ်ကထူးချွန်တပ်သားစုချင်းမြင့်သွားမှဖြစ်ပြီးတော့ MBD တပ်ဖွဲ့ဟာခဲယမ်းလုံလောက်မှုမရှိတဲ့အတွက်ကြောင့်နေအမြေတချို့လက်လွတ်လိုက်ရတော့လဲပျောက်ကြားနီးစနစ်ကိုအသုံးပြုပြီးတော့ဆက်လက်ပြီးတော့တိုက်ခိုက်နေဆဲဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမိုင်းမှာစစ်ကြီးကောက်နေတဲ့စစ်ခွေးများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီဘက်က၅ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ12ရက်နေ့မှာ မုံရွာမန္တလေးလမ်းမိုင်းမှာရှိတဲ့ချောင်းဦးနယ်ရေကန်ကြားမှာအထိုင်ချတပ်ဆွဲပြီးတော့ခီးသွွားပြည်သူတွေစီကအတင်းအဓမ္မပတ်စံလိုက်ကောက်နေတဲ့စစ်ခွေးများကိုတော်လိုင်းရဲတပ်ဖွဲ့များက drone နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ခွေးဘက်က9កောင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့ စေခွေးများထိခိုက်ဒေဆုံးမှုကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။တိုက်ခိုက်မှုပြုတ်လုပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါရတယ်။စေခွေးငါးကောင်ကတော့အပြင်းထန်ဒဏ်ရာရရှိသွားတယ်။ဒေမသေးကတော့အတိမပြုတ်နိုင်သေးဘူး။ကျွန်တော်တို့ဘက်ကရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ရေနဂါအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ကျောကြီးရွာအုပ်စုနဲ့တောင်ရှိကြီးရွာအုပ်စုတို့မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သားနဲ့ပြည်သူစစ်အယောက်တရာခန့်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့ကစပြီးတော့စီဆိုင်မြို့နယ်နောင်ကျောကြီးရွာအုပ်စုနဲ့တောင်ရှိကြီးရွာအုပ်စုတို့ကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့စစ်တပ်နဲ့ PNO ပြည်သူစစ်ပူးပေါင်းအဖွဲ့ကိုပေါ့မြို့သားလွတ်မြောက်ရေးတပ်မတော် PNLA ကခုခံတိုက်ခိုက်ခဲ့ရာ တပတ်ကြော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်ကအယောက်တရာခန့်ထိခိုက်သေးဆုံးသွားတယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်နောက်ထောင်ကြီးရွာအနီးနဲ့ကောင်းထိုးကြီးရွာအနီးက PNL တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ခွေးတွေဘက်ကလေးရင်နဲ့ PNL PNL ဌာနချုပ်အပါအဝင်ကြီးရွာများကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ကတော့ကြီးရွာတွေထဲမှာတပ်ဆွဲနေထိုင်တာမျိုးမရှိပါဘူး။ကြီးရွာထဲမှာနေရာယူတာမျိုးမရှိပါဘူး။ ျွန်တော်တို့ကြီးရွာနဲ့တိတ်မနီမဝေးမှာရှိတဲ့တောင်ကုန်းတွေတောအုပ်တွေထဲမှာနေကြတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးနေနေရင်းကပဲစစ်ခွေးတွေနဲ့သူ့ရဲ့လက်ပါစီ PNO ပြည်သူစစ်တွေကအင်အားတထောင်ကျော်အသုံးပြုပြီးတော့မှထိုးစစ်ဆင်လာတာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကတပတ်ကြာကြာခုခံခဲ့ပါတယ်အင်အားအစမတန်သုံးပြီးတော့ထိုးစစ်ဆင်လာတဲ့အခါမှာကြီးရွာတွေတဲကိုဝင်ရောက်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့ဒီမှာရွာတွေကိုမိရှို့တယ်ပြီးတော့ပြည်သူတအုပ်ကိုလည်းပြစ်တတ်ခဲ့ပါတယ်အဲ့ဒီရွာကတော့ကလားလန်းရွာနဲ့နောင်ထောင်ကယန်းပိုင်းရွာ ရွာနေရွာကိုသူတို့ကမိရှို့သွားတာပါအခုအချိန်ထိပဲဖြစ်ပါတယ်ဘလောက်ထိဆက်ပြီးတော့မိလောင်နေအောင်မလဲဆိုတာကျွန်တော်တို့လည်းစောင့်ကြည့်နေရတဲ့အနေအထားဖြစ်ပါတယ်လို့ PNL သတင်းနယ်ပြန်ကြားရေးတာဝန်ခံခွန်ရင်းရန်ကရှင်းပြထားပါတယ်ဩဂတ်စ9ရက်နေ့မှာအကြမ်းမဆက်တက်နဲ့ PNO ပြည်သူ့ဆက်များကကယန်းကယားနဲ့ကယန်းဒီလူမျိုးများနေထိုင်တဲ့နောင်ထော်ကြီးရွာကြီးမှာရှိတဲ့ကယန်းမိုင်းရက်ွက်နဲ့နောင်ထောင်ကလားလန်ကြီးရွာတို့ကိုမိရှို့ဖျက်ဆီးခဲ့ရာ နေအိမ်24လုံးထဲမနေမီးလောင်ဆုံးရှုံးခဲ့ပြီးတော့ဆလောင်းထောင်ကြီးရွာကအသက်38နှစ်အရွယ်အမျိုးသားတအုပ်ကိုလည်း PNO ပြည်သူ့ဆွေးအဖွဲ့ကပြစ်တက်ခဲ့တယ်လို့သိရပါတယ်။ PNO ပြည်သူ့ဆွေးအဖွဲ့ဟာလူလူကြားကနေပြီးတော့ပေါက်ဖွာလာတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့2009ခုနှစ်ကနေစပြီးစစ်ကောင်စီလက်အောက်ခံပြည်သူ့ဆွေးအဖွဲ့အဖြစ်နဲ့ခံယူရာကနေစစ်အာဏာရှင်လူတစုရဲ့လက်ကင်ဒုတ်အဖြစ်နဲ့ပြောင်းလဲသွားခဲ့ရခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။ယခုအခါ PNO ပြည်သူ့ဆွေးကိုဦးဆောင်သူ ခရိုနီနေဝင်းထွန်းဟာပိုးလူမျိုးမဟုတ်ပဲပိုးလူမျိုးများကိုအတောင်းချက၎င်းရဲ့အကျိုးစီးပွားကိုကာကွယ်နေသူဖြစ်တယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားပါတယ် PNO တွေကိုကျွန်တော်တို့တွေအတန်တန်ပြောသလိုပေါ့သူတို့ထိုးစစ်လုပ်ပြီးမိရှုပ်ခဲ့တဲ့ရွာတွေတတ်ခဲ့တဲ့ပြည်သူတွေကကျွန်တော်တို့ပိုးလူမျိုးတွေပါပိုးကြီးရွာတွေပါလူတစုရဲ့အာဏာအတွက်ကိုယ့်ရဲ့လူမျိုးကြီးရွာတွေကိုကိုယ်တွေကမိပြန်ရှုပ်တယ်လို့ဖြစ်နေတယ် ကိုယ့်ရဲ့ပိုးလူမျိုးတွေကိုပြန်တက်နေရတယ်ဆိုတာကတော့သေးသေးချာချာစဉ်းစားကြဖို့လိုပါတယ်ဉာဏ်ပညာရှိတဲ့ပိုးတွေအနေနဲ့ပိုးမဟုတ်တဲ့ခရိုနီစီးပွားရေးသမားတစ်ယောက်ရဲ့အကျိုးစီးပွားအတွက်ကိုယ့်လူမျိုးကိုစရေခံမလားကိုယ့်လူမျိုးရဲ့တမိုင်းကိုအမဲဆက်အဖြစ်ခံမလားဆိုတာကတော့သေးသေးချာချာစဉ်းစားသုံးသပ်ကြဖို့တိုက်တွန်းလိုပါတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံခွန်ရင်းရံကပြောပြထားပါတယ်အကြမ်းဖက်စစ်ခွေးတက်နဲ့ PNO ပြည်သူ့စစ်ကြောင်းဟာပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ခြင်းနဲ့ခြေရွာအတွင်းမှာရှိတဲ့နေအိမ်များကို မိရှုဖြက်စီးခြင်းများကြောင့်ပြည်သူ2000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ပင်ဘောရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ23ရက်နေ့မနက်7:43မိနစ်နဲ့မနက်7:46မိနစ်ခန့်အချိန်တို့မှာအကြမ်းဖက်စစ်ခွေးတပ်ကပင်မောရွာကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်များထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ကနအုပ်တည်ထားရတယ်ဗျ။ နေအိမ်တွေကတော့ထိခိုက်ပျက်စီးသွားတယ်၊လေးလုံးလောက်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။တီအန်အယ်ရဲ့ထုတ်ပြန်ချက်မှာမနေ့ကမနေ့အစောပိုင်းစက်နန်နာရီ52မိနစ်အချိန်မှာစေကောင်စီတပ်ကကြောင်မဲမြို့နယ်ပင်ဘောကြီးရွာကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့ဖော်ပြထားပါတယ်။ဩဂတ်စ်လ12ရက်နေ့ကလည်းနောင်ချုံမြို့နယ်မြောက်ကုန်းဆန်ကြီးပါနယ်ရှုကင်းသာတို့မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဟာဝေဇာနဲ့လက်နက်ကြီး30တလုံးနဲ့ drone နဲ့ဘုံဒီ20လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဩဂတ်လ4ရက်နေ့ကလည်းကြောင်မဲမျိုးကိုစစ်ကောင်စီတပ်က jet fighter နဲ့ပေါင်900ဘုံတလုံးလိုက်ရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒေါ်ချောကိုပိုင်အထက်တန်းကျောင်းစေကန်းတခန်းနေအိမ်၃လုံးနဲ့ကားတစ်စီးတို့လည်းဘုံစာထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗါးအလားတူပဲဇွန်လအတွင်းကလည်းကြောင်မဲမြို့နယ်မှာရှိတဲ့ပြည်သူလူထုကိုဥတီပြီးတော့အချမ်းဖတ်စစ်ခွေးတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်တပါပြန်လည်နှုံမှုခဲ့ပြီးအမျိုးသား3ဦးသေဆုံးခဲ့ကအမျိုးသား18ဦးနဲ့အမျိုးသမီး၄ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်45လုံးစာသင်ကျောင်း2ကျောင်းနဲ့ဘုံကြီးကျောင်း2ကျောင်းတို့လည်းထိမှန်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းနဲ့ရွှေညောင်တော်ဖျားကုန်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နှက်စင်းနဲ့ကိုးချိန်ဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူများထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ23ရက်နေ့မွန်းလွဲတနာ28မိနစ်ကနေ49မိနစ်အထိအကြမ်းဖက်စစ်ခွေးတပ်ရဲ့ဒရအူးနဲ့မိထီလာ၄တပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာနှက်စင်းတို့က အမှတ်3ခရံချင်းဆက်လမ်းမေးမှာရှိတဲ့စစ်ဘေးရှောင်စခန်းနဲ့ရွှေညောင်တော်ဖရားကုန်းဘော်ကိုကိုးချိန်တိုင်းတိုင်းဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲ။လေရင်နဲ့ထမှန်ဘုံကျဲတိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဝက်လက်မြို့နယ်အရှိချမ်းကအမှတ်3ခရံချင်းဆက်လမ်းမေးမှာစစ်ဘေးရှောင်စခန်းအနီးနဲ့ရွှေညောင်တော်ဖရားကုန်းဘော်ကိုစစ်ခွေးတွေကဂျက်ဖိုက်တာနှစ်စီးနဲ့ပေါင်300ဘုံသီးနဲ့ပေါင်100ဘုံသီးတွေကို ကိုးချိန်လေးချောင်းကနေတိုက်ခိုက်သွားပါတယ်ပြည်သူတွေထိခိုက်တာတော့မရှိဘူးဒါပေမဲ့ထပ်ပြီးတော့လေးချောင်းကနေဘုံထက်ချဲမှာဆိုလို့ပြည်သူတွေခမရထွက်ပြေးနေရတာပါလို့ Wallet Informational Network ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲဩဂတ်လ17ရက်နေ့ကလည်းသခိုင်းနဲ့ဝက်လက်မြို့နယ်အဆက်မှာရှိတဲ့တောင်ရင်ရွာအနီးရင်းရံနားတဲ့စားတောက်ဆိုင်ကိုအချက်ဖတ်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူ16ဦးသေဆုံးပြီးပြည်သူအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ